ယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကို အရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနောင်ပါလူနာကိုပက်လက်လှမ်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ ူကတော့နမဲကြီးမြမယူစင်တရုပ်ဆောင်ဇင်မျိုးပါစာဖြန့်ဝင်လေလုပ်ငန်းတစ်ခုဖြစ်တဲ့ online လောကစာ website တစ်ခုကိုယူစင်တရုပ်ဆောင်ဇင်မျိုးကကြော်ညာပေးသွားတာပါနမဲကြီးမိသားကြီးတွေဖြစ်တဲ့တွေလွှင့်မိုးတို့ခေခါနေအခုနောက်ပိုင်းခစားလာတဲ့ယူတန်ဆလန်တွေတွေမှာမှာစက်ပုတ်တရုပ်ဆောင်အဖြစ် နမဲရနေသူဖြစ်ပါလိမ့်တနည်းအားဖြင့်ဆိုတော့ပြိတ္တအခိုင်မာရရှိထားတဲ့ယူစင်တရုပ်ဆောင်တယောက်ပါ အခုရပိုင်း MRTV4 ကပြသနေပြီးနမကြီးလူကြမ်းများနေတဲ့အမုံမြင့်ရုပ်တန်ဆက်လန်တွဲမှလည်းစပိုးတရုပ်ဆောင်အဖြစ်ထိထိမမိပါဝင်တရုပ်ဆောင်ထားသူဖြစ်ပါရယ်အင်းဝ3.5မှာဆိုရင်ဘောလုံးတူးဒီကို အစ90သရီးဒီကိုအစ900တပတ်လဲဆိုလို့ရှိရင်တော့10စ 4D ဆိုရင်အစ2000ကျော်ပေးထားတဲ့အပြင် မွေရလွယ်ကူစေတဲ့စော့ကိများစွာအနေရတမှာပဲရှိတဲ့အတွက်စိတ်ချကစားလို့ရပါတယ်ရှင်။သူကတော့ရုပ်စင်တရုပ်ဆောင်အကယ်ဒမီခင်ဆိုးပိုင်ပါခင်ဆိုးပိုင်ဟာဒါရိုက်တာဦးဝင်းဖြေရိုက်ကူတဲ့ပန်းတီတဲ့ကျိုးရုပ်စင်စကားမှာပထမဆုံးစတင်တရုပ်ဆောင်ခဲ့ပြီးပထမဆုံးရုပ်ရှင်နဲ့ပဲစက်ပုတ်အကယ်ဒမီဆုကိုရခဲ့ပါရီ။စစ်ကောင်စီရဲ့ဝါရဖြန့်ရုပ်စင်စကားဖြစ်တဲ့ပါပီမဆက်လန်ရိုက်ကူခဲ့တဲ့အတွက် သူကဝေဖန်မှုတွေရှိခဲ့ပါတယ်။အကယ်ဒမီရရှိထားတဲ့ရုပ်စင်တရုပ်ဆောင်ခင်ဆိုးပိုင်ကလည်းစာပြေငွေလဲလုပ်ငန်းတစ်ခုဖြစ်တဲ့အွန်လိုင်းငွေလဲဝက်ဘ်ဆိုက်တစ်ခုကိုကြော်ညာပေးထားပြန်ပါတယ်။သူကတော့ ယူဆင်ဆက်ပိုးတရုတ်ဆောင်စင်မဖြစ်ပါရီ2021ခုနှစ်အာလာဒိခါဆာမှာတော့ဆရာနာစင်စံချင်းရဲ့ဆန္ဒပြပွဲတွေမှာတက်တက်ကြွကြွပါဝင်ခဲ့သူပါဒါကြောင့်လဲစကောင်းစီရဲ့ဖန်စီထိတ်သိမ်းခြင်းကိုခံခဲ့ရပါတယ်ထောင်ကပြန်လဲလွတ်မြောက်လာတဲ့နောက်ပိုင်းမှာတော့တရုတ်ဆောင်လောကထဲပြန်လဲအခြေချခဲ့ပါတယ်အခုတော့စပ်ပုတ်တရုတ်ဆောင်စမကလည်းစာဖြန့်ငွေလေးလောင်းကစားကဲတွေကိုကြောင်ရပေးနေပါပြီ စာဖြင့်ငွေတဲ့လုပ်ငန်းကြော်ရတွေမှာလူကြံတရုပ်ဆောင်တွေကလည်းပါဝင်ပတ်သက်လာကြပါပြီ။ဘယ်ကောင်းမှငါစော့နေတဲ့ RM 96ကိုနောက်ဆက်လို့မရောက်ကွာနားလေလား ပရိသတ်အခိုင်မာရရှိထားတဲ့ယူစင်တရုတ်ဆောင်တွေအနေနဲ့လူထုကိုအစိတ်အတော့ဖြစ်စေတဲ့စာဖြန့်ဝင်လေလုပ်ငန်းတွေကိုကြုံညာပေးနေတာအရန်ကူအနေရဲ့များလုံးပါတယ်။ကြုံညာအားကြောင့်လူထုကစာဖြန့်လောင်းကစားတွေမှာပါဝင်ဆုတ်ကစားကြမယ်ဆိုရင်တော့အလိတ်ခံရပြီးဘဝတွေပြက်ကြအောင်မှာပါ။လူထုအတွက်လည်းမကောင်းသလိုကြုံညာပေးတဲ့ယူစင်တရုတ်ဆောင်တွေရဲ့ပုံရိပ်ကိုလည်းချက်စင်စေပါတယ်။ ဒီလိုလှုပ်ရွတ်တွေကိုမြန်မာနိုင်ငံရုပ်စင်အစီအယုတ်ဘက်ကမတားမြစ်တာကလည်းမြန်မာရုပ်စင်အစဉ်အတန်းကိုထိခိုက်စေပါရယ်။စာပြုတ်ငွေနဲ့လုံကစားလုပ်ငန်းတွေကိုအရေးယူနေတယ်လို့စကောင်းစီကထုတ်ပြန်ကြေညာနေတာတွေ ရှိပါရယ်။ယခုလဆန်းပိုင်းမှာပဲစကိုင်းတိုင်းဆွေဘုံမျိုးကစာပြုတ်အွန်လိုင်းလုံကစားလုပ်ငန်းနေသူတွေကိုစကောင်းစီကဖမ်းဆီးခဲ့ပါသေးတယ်။စာပြုတ်ငွေလေးလုပ်ငန်းလုပ်ကိုင်းသူတွေဟာအမှုပညာရှင်တွေကိုအတုံးချလူထုယုံကြည်မှုရအောင်လုပ်ပြီးလှိမ့်လေဖို့ကြံစီကြတာပါ ။ဒါကြောင့်လေကြားဖြန့်လောင်းကစားကိကြုံရတွေကိုငွေကြေးအကူကြခံစနစ်တကျရိုက်ကူးပြသနေတာပါ။ကြပြအွန်လိုင်းလောင်းကစားကိစ္စကစားလို့ကြီးပွားသွားသူတွေမရှိပဲပဝပြက်သွားသူတွေသာရှိပါရည်။အမှုပညာရှင်တွေအနေနဲ့ပြည်သူလူထုကို အသိပညာပေးရမယ့်အစားကြပြငွေလေလုပ်ငန်းတွေနဲ့ပူးပေါင်းပြီးပြည်သူတွေကိုလိမ့်လေတာဟာလွန်စွာအပြည့်ကြီးပါရည်။ခမင်းရှင်ပြည်သက်ကိုအစိတ်ခတ်တယ်လို့ပါပဲ။